ရတပားကတခါဆရာတပားကပြောဘူးတဲ့။ဘုရားကျောင်းမှာဘိုင်လောဘိုင်လောနဲ့တွားနေတော့လူငယ်တွေကမပြောဘူးတဲ့အဲ့ဒါကြောင့်ဘုရားကျောင်းတခြားတခြားဘုရားကျောင်းတွေမှာပဲတွားနေရဲ့အဲ့လိုမျိုး mega changes တွေမှာပဲတွားချင်နေပေါ့အဆိုးပါတော့နော်အဲ့လိုမျိုးတွေမှာတွားချင်နေရဲ့ဒီမိခင် အာတင်းတော်နေမှာမနေရှင်တော့ပါညာအဲ့လိုမျိုးပုံစံနဲ့ပြောရတယ်ပေါ့နော်ကျွန်တော်တော့သူကတော့သူ experience နဲ့သူပြောတာဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်အမြင်ကတော့အဲ့လိုမမြင်ဘူးဒီလူငယ်တွေကဘာဖြစ်လို့မိခင်ဖျားเจ้าမှာမနေဘဲနဲ့လူဖြူရစံပို့ဆိုးတယ်ပေါ့နော်သူတို့ကလူငယ်တွေကဖျားเจ้าမှာမရှိတော့ဘဲနဲ့လူကြီးတွေကြီးပဲကြံခဲ့တယ်ပေါ့နော်လူငယ်တွေကဟိုးချားနေရတယ်မှာပဲသွားတယ်ပေါ့နော် mega churches တွေအမ်ကယ်လီဖိုးနီးယားမှာရှိတဲ့ bathroom music အာ better အဲ့မဲ့ music တော့အဲအဲ့လိုမျိုး hill song လိုအဲ့လိုမျိုးကြီ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 းတွေ prism worship တွေတခြင်းတွေအရန်ကောင်းတဲ့နေရာ atmosphere တွေအရန်ကောင်းတဲ့နေရာမှာပဲအကုန်လုံးဘာဖြစ်လို့ရောက်ကုန်တယ်လဲဆိုရင်တော့ one သူတို့ကတကယ်ကြီးတခြင်းမရဘူးတကယ်ကြီးတခြင်းမရတော့စိတ်အလိုပဲလိုက်တယ်ဒီဟာသူတို့ရဲ့မိခင်ဖျားเจ้าမှာဆိုရင်တော့ boring ဖြစ်နေတယ်သူတို့ကနော်ဘယ်နှခင်အရန်ဆန်ကားတော့မဟုတ်ဘူးနော်အရန်ဆန်ကားတော့မဟုတ်ဘူးဒီအထက်ဖျားမခံနဲ့အဲ့ဒါကြောင့်မဟုတ်ဘူးသူတို့ စိတ်ဦးစားပေးတာမြစ်စိကောင်းတဲ့နေရာမှာမြစ်စိကောင်းမှဆွဲကောင်းတယ်မှာနော်အခုချိန်ခါမှာဆိုဘယ်လိုဖြစ်သွားသလဲ music မကောင်းဘူးဆိုတော့ tension တော့ဝင်နေတော့မျက်မှောက်တော့လုံးဝဘုရားမျက်မှောက်တော့လုံးဝမရှင်းကြွနိုင်တော့ဘူး music အရင်ကောင်းမှမျက်မှောက်တော့ရှင်းကြွနေရနော်အဲ့လိုမျိုးဖြစ်သွားတယ်အဲ့လိုချင်းချင်းအပြားရန်ဆိုးတယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်သွားတော့ biology အကြောင်းထွက်သွားတာမဟုတ်ပဲလူငယ်တွေကကိုမိခင်ဘုရားအကြောင်းမှာဆိုရင်တော့ music တမားကောင်းနေလည်းမဟုတ်မရှိဘူး ပြီးတော့အစိုးသမားအကောင့်တွေလည်းမရှိဘူးဆိုတော့ငြင်းငွေ့လာတယ်။နောက်အခုခက်က media ခက်တွေဆိုတော့ YouTube ဒီမှာ Better Music တော့ Steven Frederick Pack က Hill Song တွေဟွာတွေချီးပဲနားထောင်လာတော့နော်အဲ့ဒါတွေပဲနားထောင်လာအဲ့မှာပဲသူတို့ဆွေးနေတာနော်ဒီချင်းတပုတ်လာတယ်ဆိုရင်လည်းသူ့ရဲ့တိတ်ပဲကောင်းကောင်းကိုစမ်းစာနဲ့ like မ like ကိုမသိတော့ဘူး music ကောင်းလားနော်ဒီနည်း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 ပပမှန်ကန်တဲ့စကလုံးရှိလာရပြီအဲအဲ့လိုပဲဆိုးနေရပဲဒါပဲ နော်အမင်းဖြစ်စေဘူးကောင်းဖြစ်စေမယ်ဆိုတော့ဟာကြိုက်တယ်မနဲ့အဲ့ဒါစမ်းစာမှာရှိတယ်သူ context ဆုံးမကြည့်တော့ဘူးနော်ရေးတဲ့သူကဘာစိတ်နဲ့ရေးတာလဲလို့သူတို့မကြည့်တော့ဘူးရေးတဲ့သူကဘာစိတ်နဲ့အဲ့ဒါဘယ်လိုအမြင်နဲ့အဲ့ဒါရေးတယ်လဲဆိုတော့တီးဖို့အတွက်ဆိုရင်တော့အဲ့ရေးတဲ့သူရဲ့ theology ကိုသွားဆန်းစစ်ရမယ်နော်အဲ့ရေးတဲ့သူရဲ့ doctrine ကိုသွားကြည့်ရမယ်သူယုံကြည်ခြင်းကိုသွားကြည့်ရမယ်သူတို့ယုံကြည်ခြင်းဘယ်လိုရှိတယ်လဲသူတို့ယုံကြည်ခြင်းအတိုင်းပဲတခြင်းတွေကလည်းရေးလာတာဆရာသံတော်နှုတ်ဆွန်လည်းအလိုပဲ ဥမာပေါ့ဗျာကျောင်းထဲမှာဒီယေရှုကြောင့်ကြမ်းပါပြီချမ်းသာပြီဆိုရင်တော့ကျွန်တော်ဆိုတော့ဘယ်လိုခံယူတယ်လဲဆိုတော့ဟုတ်တယ်ယေရှုကြောင့်ကြမ်းပါပြီဒီအပြစ်ကနေမနော်အပြစ်ကနေကျွန်တော်ဟိုးအရန် sick တယ်ပေါ့နော်အဲ့ဟာနေအပြစ်ကနေကြမ်းပါခွင့်ပေးပြီပေါ့နော်အပြစ်ရဲ့ဟွာချင်းဂျွန်ကျားနေလွတ်မြောက်ခြင်းပေးတယ်ပေါ့အပင်ငရဲထရနဲ့အောင်မြင်ခြင်းပေးတယ်လွတ်မြောက်ခြင်းပေးတယ်ဆိုပြီးတော့ကျွန်တော်အဲ့လိုမြင်တယ်ဒါပေမဲ့ဒီမှာရှိတဲ့ လူကြီးကြီးကမှမှလည်းဘလို့မြင်မလဲအဲ့တချင်းကြားလိုက်တယ်ဆိုရင်တော့လောကအရာပဲပြင်းပြင်းမြင်မလားအဲအဲ့လိုမျိုးပြီးတော့ဆရာဆန်တော်ကလည်းရေးတဲ့အချိန်မှာဘလို့အမြင်နဲ့ရေးတယ်လဲနော်လောကအရာ အမြင်နဲ့ပဲသူရေးသွားသလားနော်ဝိငင်ရေးရာအမြင်နဲ့ပဲသူရေးသွားသလားအဲ့ဒါတီးဖို့အတွက်ဆိုရင်တော့သူ့ theology တွေသွားကြည့်ရင်တော့မြင်ရမယ်ပေါ့နော်အဲအဲ့လိုမျိုးတချင်းနဲ့များကြီးရှိတယ်ပေါ့နော်အရင်ကောင်းတာဆိုတော့လူငယ်တွေကအဲ့မှာပဲသွားချင်းကြတယ်နော်ဘိုင်လုံးအကြောင်းမဟုတ်ပဲနဲ့ ငငယ်ကလေးရနဲ့အာကေဒီချင်းအကြောင်းပေးလာတယ်ကေဒီချင်းသူတို့ကေဒီချင်းပေးလာတဲ့ပုံစံကမှားသွားတော့တကယ်တန်ရှင်တဲ့ဝိညာဉ်တော့မရှိဘူးဆိုရင်တော့ခဏနေကြရင်တော့ဒီလောကအရာဖက်ကိုစိတ်အရာအလိုအင်ဆန္ဒဖက်ပဲအာဘုရားတရားဘုရားရဲ့နာမကိုတုံးပြီးတော့အဖက်ဖက်လိုက်လိုက်သွားမှာပေါ့နော်ပြီးတော့ message ချစ်စရီဆိုတော့ပို့ဆိုတာကအာဂျန်စာတို့ context နဲ့မဖတ်ပင်နဲ့သူတို့ကရနေတဲ့နာဒုတိယအချက် အာကျန်းစာပြောသလိုနောင်ကာလနီးလာလေလူတွေကဘယ်လိုဖြစ်မလဲ sound doctrine theology တွေကိုနားထောင်ခြင်းတော့မှမဟုတ်လို့ခြင်းတော့မှမဟုတ်ဘူးတကယ်တမန်တရားကိုလူလူတွေကလူခြင်းတော့မှမဟုတ်ဘူးเนาะကျွန်တော်ဘယ်လိုကောင်းချီးရမယ်ပြောပေးပါအဲတာတွေပဲလာတော့မှလူတွေကเนาะကျွန်တော်ဘယ်လိုတိုးတက်ခြင်းအကြောင်းဆရာဒေးဗစ်လာတော့ပေါ့အပြစ်ရှိခြင်းအကြောင်းအကျန်းပိုက်လေယူလာတယ်ဆိုရင်တော့မှအပြစ်ရှိလို့အောင်မြင်တဲ့တော့တိုးတက်တဲ့တော့မတိုးတက်ရဘူးအဲ့ဒါကြောင့်ယေရှုလိုတယ် ုံစံလိုမျိုးအဲ့လိုလိုတွေပဲနော်လာကြတာအဲ့လိုတွေလာကြကုန်တော့လူငယ်တွေကြိုက်ပေးလေဒါတော့လူငယ်ဘသူမဆိုကြိုက်ပေးတယ်နော်ဘုရားမလို့ချင်းတဲ့လူတော်မှယေရှုကိုလက်ခံလာရင်ဒီဒီဟာတွေဒီဒီဟာတွေပိုရတယ်အကုန်လုံးပြည့်ပြင်းမဲ့ဒီအရာတွေအရေအဲ့လိုဖြစ်လာမယ်ကြီးပွားလာမယ်တိုးတက်လာမယ်အောင်မြင်လာမယ်တွားပြောလိုက်လို့ရှင်နေဟေးခမရတို့ဘုရားအဲ့ဒါပေးတတ်တယ်ပေးနိုင်တယ်ဟာကျွန်တော်ရှာနေတာလောကကျွန်တော်ဘဝရှောက်လုံးစူးစမ်းနေတယ်အေး အေးတွေပြဲပြီးတော့အလိုလိုပြီးတော့အောင်မြင်ခြင်းကိုရှာနေတာခမရဖះအဲ့လိုပေးနိုင်တယ်ဆိုတော့အဲ့လိုမျိုးခမရဖះအဲ့လိုမျိုးခမရဖះနှစ်ယောက်လောက်ရှိရင်တော့နှစ်ယောက်လောက်ပေးပါလားကျွန်တော်လိုချင်တယ်ဒီထက်မကအပိုးပြီးအောင်မြင်ခြင်းနေပေါ့နော်ပေးပါလားဆိုတဲ့လူတွေကြီးပဲလာမှာမဟုတ်ဘူးလားနော်တကယ်တော့ဖះကအဲ့လိုမျိုးမဟုတ်ဘူးပြီးတော့ဆက်တယ်ပဲလာပါပဲဆိုတော့ဘာဘာပြောတာတရှင်တော်ဝင်းငင်တော့ မရှိဘူးတန်ရှင်တော်ဝိငင်တော်ရှိတယ်ဘုရားသားသမီးပါလို့ပြောရတာနဲ့ဘာဖြစ်လို့ဆင်းရဲနေရလဲတကယ်တန်ရှင်တော်ဝိငင်တော်ခမည်းစီမှာရှိတယ်ဆိုတော့မဆင်းရဲရဘူးတဲ့ချမ်းသာမှာတဲ့သူကနော်ပြောချင်နေရကတန်ရှင်တော်ဝိငင်တော် ကကျွန်တော်တို့နှလုံးသားထဲမှာလာကင်းဝတ်တာကဘယ်လိုစီးပွားရေးရှာရမယ်ဘယ်လိုအောင်မြင်ရမယ်ဆိုတဲ့လမ်းကြောင်းလေးကိုညွန်ပေးဖို့အတွက်သူကပဲလာလာကင်းဝတ်နေတယ်လို့လို့နော် အဲ့လိုမျိုးဟာတွေအများကြီးရှိရလို့မျိုးတွင်တွင်ချင်းနဲ့အများကြီးအဲ့ဒါလူငယ်တွေကကြိုက်ပြီလေနော်အောင်မြင်ချင်းတယ်လေလူငယ်တွေကပြီးတော့ကိုဟာနဲ့ကိုကိုရုပ်ရည်နဲ့ပဲဖြစ်ဖြစ်ကိုကိုဘဝကိုမချင်တဲ့လူတွေနော်အတွက်ဆိုတော့ပိုဆိုးတာပေါ့နော်အာအဲ့ဒီအတွက်ဆိုတော့ပိုဆိုးတာပေါ့အဲ့လိုမျိုးပြောပြလာရင်နော်ဟာအဲ့မှာပဲဂျင်းလဲအဲ့ဒါပဲကြိုက်နေအဲ့ဒါပဲကြိုက်နေပြီးတော့ကျွန်တော်တို့ချင်းတွေရဆိုတော့ပိုဆိုးတာတစ်ခုကမိမိသားစုထဲမှာအဖေအမေက ဟိုတယောက်နဲ့ highlight ဒီတယောက်နဲ့ highlight ဆုံးမရင်လည်းဆုံးမတာနဲ့လည်းမတူဘူးရန်သူကိုဆုံးမရန်သူကိုပြောဆိုသူလိုပဲအဲ့လိုမျိုးတွေဖြစ်နေတော့မြတ်တာတိတ်ပြီးတော့တိတ်အဖေမေတွေဆရာမြတ်တာတော့မခံစားတိတ်ပြီးတော့မခံစားမခံစားဘူးလေနော်ဆိုတော့နည်းနည်းကြီးပြင်းလာတယ်မြတ်တာတွေငတ်လာတယ်ပြန်နေဒီလိုမျိုးဖျားเจ้าတွေမှာဆရာတွေနဲ့ဒီလိုမျိုးဆရာတွေနဲ့တွေ့လာတယ်ဆိုတော့ အသေးတို့ကိုပဲတို့ရဲ့ဝိညာဉ်ဖခင်တို့အသေးယူတာအသေးအတီးယူတာအဲ့လိုမျိုးဖြစ်သွားတယ်ပေါ့နော် အဲ့ဒါတွေပါဖြစ်လို့အဲ့လိုမျိုးဖြစ်လာတယ်လဲဆိုရင်တော့ကျွန်တော်တို့ငွေကလေးရနဲ့ event size လုပ်ပေးတာမမှန်ဘူးကေတင်ချင်းလုပ်ပေးခြင်းကြောင့်လည်းမမှန်ဘူးကဲဘယ်သူလက်ခံခြင်းလဲလက်ထောင်းပါအကုန်လုံးလက်ခံမယ် okay ဆရာဆရာမရဲ့အနောက်ကိုလိုက်ဆိုပါဆူတောင်းပေးမယ်ဆိုပြီးတော့ယေရှုအနုံသားထဲမှာပိတ်ခေါ်ပြီးတော့ဝန်ခံရဲ့စံစာထဲမှာလည်းမရှိတဲ့ဟာတွေနဲ့လုပ်ပေးနေရတော့လုပ်ပေးနေရအဲ့လိုလုပ်ပေးခြင်းကြောင့်ကျွန်တော်တို့ဒီဒီကလေးတွေကျွန်တော်တို့ကလေးတွေကသူတို့ကြီးပြင်းလာသူတို့ အာမိဘကိုပြန်ပြန်ပြောဆိုတတ်လာတဲ့အရွယ်လေးတွေရောက်လာတဲ့အချိန်မှာဆိုရင်တော့တန်ရှင်တော်ဝိငင်တော်မရှိတော့သူ့မသားလို့မရဘူးနော်ဘေးလူရဲ့ society ရဲ့ influence တွေနဲ့ပဲဖြစ်ဖြစ်တိုး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 တက်လာတော့နော်သူတို့စိတ်သူတို့မနိုင်တော့ကျွန်တော်ကိုယ်တိုင်အဲ့လိုဖြစ်နေရအဲ့ဒါကြောင့်နော်ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုပဲဖြစ်နေတာဆိုတော့လေဒါကကျွန်တော်ရဲ့ကျွန်တော်ဘွားရဲ့တည်တည်ခံချက်တွေပါပဲတားရည်လေနော်